အပြင်မှာတော့အဲ့လိုကြီးတော့ပဲချွဲနေပဲအဲ့ကျတော့ယောက်ျားကြီးနဲ့တော့ဘလူကြီးမှန်းတော့မသိတော့တော်တအားကြီးချွဲနေဟာကျွန်တော်မင်္ဂလာပွဲကျွန်တော်ဘလူချွဲနေတယ်ခုမင်္ဂလာပွဲတော့ကြာချောက်လို့ဟိုကကြာဟိုကကြာအတီအတီဟိုကကြာအတီဒါကကြာတော့အဲ့လိုဒီလိုဖြစ်နေတာကောင်းပါလေကျွန်တော်ကောင်းတဲ့စကားကိုပြောခဲ့တာလေကျွန်တော်မကောင်းတဲ့စကားပြောခဲ့တာမှမဟုတ်တာဒီကောင်းတဲ့စကားကိုဟိုအတူယူကြရတဲ့အတွက်ကျွန်တော်လည်းပီတိဖြစ်ပါတယ်ဟုတ်အဲ့တော့အဆင်ပြေသွားတဲ့လူတွေလည်းရှိနိုင်ပါတယ် စမင်ပြည်တဲ့လူတွေလည်းရှိနေပါတယ်ခင်ဗျ။ဟုတ်ကျွန်တော်မေးရတယ်ဘယ်လောက်ထိပြည်ပြရလဲဘယ်လောက်ထိမတရားပြရလဲဘယ်လောက်ထိ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 အကဲကျွန်တော်တို့ရဲ့မင်္ဂလာပွဲဆိုရရုပ်ရှင်ဇာတ်ကားကြီးရဲ့ပထမဦးဆုံးတွင်ဒီစာနာစင်းနေနဲ့ကျွန်တော်တို့အမှုပညာညီဘုံမာမာတွေနဲ့ပြည်သက်တွေနဲ့အဆန်တွေနဲ့အခင်အမင်းကြောင့်ဒီသားစုတွေနဲ့ပျော်ရဲပွဲဖြစ်ပါတယ်ခင်ဗျာ ူတို့ကဒီကားထဲမှာအယူမှုချက်တာပေါ့နော်အယူမှုအယူမှုချက်တယ်ဆိုတာအဲအယူမှုချက်တာပေါ့နော်အယူမှုချက်တော့ကိုယ်ကောင်မလေးနဲ့မင်္ဂလာဆောင်ရဖို့အရေးကိုပဲအာယုံဆိုင်ညာပေါ့နော်အဲအဲ့မှာမှအဲ့မှာလာအောင်ဇလန်းနေအပြင်မှာတော့အဲ့လိုကြီးတော့ပဲချွဲနေပဲအဲ့ကျတော့ယောက်ျားကြီးနဲ့တော့ဘလူကြီးမှန်းတော့မသိတော့တအားကြီးချွဲနေကိုကိုကြည့်ပြီးတော့ဘလူတွေတော့တိတ်တောင်းလာတော့ဟုတ် အကိုကူတော့အသေးမရပါဘူးဒီလိုပဲပေါ့ဟိုဘက်ကချွဲတာဟိုတော့ကဟိုမရတော့တာပေါ့နော်ဟိုကချွဲရခြင်းမဲ့ဒီဘက်ကပျော့ပျော့လာတာဟုတ်ချောအောင်အဲ့အန်ဂျင်တော့ဘာလို့လဲဘာမပြောအောင်အဲမင်္ဂလာဆောင်တော့ရှိတာပေါ့ဒါပေမဲ့ဒီလိုမင်္ဂလာဆောင်တော့မဟုတ်ဘူးကျွန်တော်တို့မင်္ဂလာဆောင်ပါကိုကတော့ဒါနည်းနည်းလေးတော့ချုပ်ချက်ခံတာဒီမင်္ဂလာပွဲတစ်ပွဲမှာပဲချူလိုက်ရကြတော့သူက ဟိုပါဘောဒီအစီအစဉ်နဲ့လူပေါ့နော်ပလန်နာပေါ့အဲမင်းမြို့ကသရိုးသား၂ယောက်နဲ့သူဘလို့မင်္ဂလာဆောင်မလဲပေါ့နော်အဲအဲ့မှာဇလန်းကြီးကအဲအဲ့လိုပေါ့ဗန်ဂရီတာတော့မဟုတ်ဘူးဂျန်ယန်ဂျန်ယန်ဟုတ်အဲဘလို့ပြောမလဲဒါကတော့ဒီဒီဇက်ရဲ့ ဇက်ပေါ်မှာပဲမူတည်ပြီးတော့သွားတာပေါ့နော်ဒါကတော့ဒီကော်မတီလေးလေးဖြစ်တဲ့အတွက်ဒီပေါ်မှာပဲဒီထဲအမှာရှိတဲ့ကာရီတာကိုပဲအဓိကတော့ဟိုသေယုဆောင်ရတာပေါ့လေသေယုဆောင်ရတယ်အဲပြီးတော့ဒီမှာကကြတော့ဒီမင်္ဂလာဆောင်မှာပဲအဲအလွယ်လွယ်ချော်ချော်လေးဖြစ်တယ်အဲပြီးရင်ထိုင်ရွန်ရဲ့ကျွန်တော်ရဲ့ဖြူလေးရဲ့မိုင်းဆိုးရဲ့မင်းမမိုးရဲ့အပြင်ဥခင်လိုင်းရဲ့ကိုတွက်လက်ရဲ့အဲအဲ့လိုမျိုးပေါ့တခြားလာပြီးတော့အဲ့လို ရောင်းတဲ့နေအောင်ရှုပ်ကြမယ်။ဒါတွေလည်းရှိသေးတာပေါ့နော်။အဲလိုမင်္ဂလာပွဲအကြီးကြီးမှာအလာပြီးတော့အဲလိုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲမှာဇလန်းတွေကအဲလိုမျိုးစုံတွေရှုပ်ပြီးတော့ဒီမင်္ဂလာမဆောင်ခင်မှာလည်းထိုင်ဝင်တဲ့ကျွန်တော်တွေကပတ်ပြီးတောင်းချမ်းလိုက်သေးတယ်။အဲတော့ရိုးသမီးတယောက်တည်းမှမသိပဲနဲ့နှစ်ယောက်တောင်းချမ်းလိုက်သေးတယ်။အဲအဲလိုမျိုးလေးဆိုတော့အဲနည်းနည်းဇလေးလက်ဆန်းတယ်ပေါ့နော်။အဲဟိုကြည့်ရတဲ့ ဘာသာပုံစံလေးကနောက်ထပ်တစ်မျိုးဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ဒါကျွန်တော်ကမမူမမူကျွန်တော်ကျွန်တော်ကောင်းပါလေးအတွက်ပဲကျွန်တော်ကလောက်တာအဲအဲ့လိုမျိုးကိုကောင်းပါလေးပဲယူနေဖြစ်တာယူမူယူမူအဲရက်တော့မူရတိုင်းမအမ်းဘာကျွန်တော်မင်္ဂလာပွဲကျွန်တော်ဘလို့ချွဲရလဲဘာကျွန်တော်မင်္ဂလာပွဲကတော့ချောရိုးဟိုဟာကြဟိုဟာအတီအတီ အဝါရောအတီဒါကြတော့အဲ့လိုဒီလိုဖြစ်နေတာဒီဟာဘယ်ပြောမလဲကျွန်တော်မင်္ဂလာဆောင်လည်းမဟုတ်ဘူးအဲဒီစကားကြတော့ကျွန်တော်တို့နှစ်ယောက်တည်းအတွက်နဲ့ပဲသက်ဆိုင်တာပေါ့လေသက်ဆိုင်တဲ့ဒီဟာလေးကိုအဲ့လိုအဖြစ်ပြက်တူတဲ့အဲကျွန်တော်တို့ရဲ့ပြည်သက်တွေနဲ့ရှင်ပချင်းနှီးွားတဲ့အတွက်ပေါ့နော်ရှင်ပချင်းနှီးွားတဲ့အတွက်ဒီစကားအထီရောက်မှုရှိသွားတာပေါ့နော်ဒီကတော့ကျွန်တော်တို့နှစ်ယောက်တည်းအတွက်ကျွန်တော်ပေးတဲ့ ကတိပေါ့နော်အတုံးကအတုံးကအတုံးကဆိုအခုမဟုတ်ဘူးလို့ပြောမှမဟုတ်ဘူးအဲအတုံးကကျွန်တော်ပြောခဲ့တဲ့ဇာတ်ကားပေါ့နော်အဲပြောမယ်ဆိုရင်တော့အဇာတ်ကားတစ်ခုပြောဖို့အတွက်အမှတ်ရဆိုတာကျွန်တော်ဘဝတစ်ချောက်လုံးပြန်ပြောရမှလို့ဖြစ်နေတယ်မိကုံးကတော့တည်တည်တည်ပဲကျွန်တော်ဖြေရမှာအများနေတယ်ကောင်းပါတယ်ကျွန်တော်ကောင်းတဲ့ဇာတ်ကားကိုပြောခဲ့တာလေကျွန်တော်မကောင်းတဲ့ဇာတ်ကားပြောခဲ့တာမှမဟုတ်တာအဲဒီကောင်းတဲ့ဇာတ်ကားကို ဟိုအတူယူကြရတဲ့ကျွန်တော်လည်း PD ဖြစ်ပါတယ်ဟုတ်အဲ့တော့အစဉ်ပြေသွားတဲ့လူတွေလည်းရှိနိုင်ပါတယ်စဉ်ပြေတဲ့လူတွေလည်းရှိနိုင်ပါတယ်ဗျဟုတ်ကျွန်တော်မေးရတယ်ဘယ်လောက်ထိ PD ဖြစ်ရလဲဘယ်လောက်ထိမတရားဖြစ်ရလဲဘယ်လောက်ထိ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 အရင်ဖြစ်ရပါတယ်ကိုမေးရတဲ့ဒါသမီးဆိုတော့အဲချစ်ကြတော့အကုန်မိဘတိုင်းတော့ချစ်ကြပါပဲကျွန်တော်လည်းအဲ့မိဘတွေတည်းကမိဘတွေလို့ပါပဲကိုမိုးရဲ့တာသမီးတော့ကိုချစ်ပါတယ် ီလိုမျိုးကိုသားသမီးကိုဝိုင်းပြီးချကြပေးတယ်ပြိတ္တတွေအဲမိသားစုတွေဆွေမျိုးတွေအဝင်းချင်းတွေအဲဒီလိုချစ်ခင်တဲ့ပဝင်းချင်းအတိုက်အမြုံကိုရရှိတဲ့အတွက်ကျွန်တော်အားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ရဲ့ဒီမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကြီးကအဲမင်္ဂလာပွဲရုပ်ရှင်ဇာတ်ကြီးကဇွန်လ28ရက်နေ့မှာမြန်မာတပီလုံးမှာရုံပြသမှာဖြစ်ပါတယ်အဲတော့အားလုံးလည်းကြည့်ရှုဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဗျာကျေးဇူးများတင်ပါတယ်